ကျွန်တော်ပြေဆိုတာနဲ့ကျွန်တော်မတရားလုပ်တာခံရမယ်ဆိုတော့သိပဲမရှိတော့ There is no logical connection ကျွန်တော်အခုမတရားလုပ်တာခံနေရတယ်ခံနေရတာရိုးရိုးလူကခံနေရတာမဟုတ်ဘူးဒီနိုင်ငံကိုဥဆောင်နေဟဲ့လားဒီမိုကရေစီနဲ့ human rights အတွဲလှုပ်ပေးတယ်ဆိုပြီးတော့ဟိုမဲရအောင်လှုပ်ပေးပြီးတော့အခုသူ့ကိုယ်နေတာတော့အဆင်ပြေအောင်မလုပ်နိုင်ဘူး ရှက်အမှတ်54အတွက် မိုက်ကန်းနဲ့တထေတူဦးအောင်ဆန်းဦးအလို့ရှိနေသည်မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီးလို့တင်စားခေါ်ဟောကြတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့နေအိမ်ကိုကြံရည်သူတာသမီ2ဦးအနက်တာကြီးဦးအောင်ဆန်းဦးကအမွေခွဲဖို့ကြိုးပမ်းနေတာကိုနေခန့်ရှိပြီဖြစ်ပါတယ်ရန်ကုန်မြို့ပဟန်းမြို့နယ်တက္ကသိုလ်ရိပ်သာလမ်းပေါ်ကရှက်အမှတ်54ဟာနိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်နဲ့ဦးအောင်ဆန်းဦးတို့ရဲ့မိခင် ဒေါခင်ကြီးအမည်နဲ့ပိုင်ဆိုင်မှုစည်ရင်းပောက်ထားပါဗယ်။နှစ်ဤကလောက်ကျယ်ဝန်းပြီးကာလာပေါ့စင်ချက်ပီလီယာယာနဲ့ရှိတန်ကြီးရှိတဲ့အပြင်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နေထိုင်ရာနေအိမ်ဖြစ်တဲ့အလျောက်တန်ကြီးပုံမြင်ပါဗယ်။အဲ့ဒါကြောင့်ဒီရှန်ကိုဝယ်ယူလို့သူမရှိကြတာမဟုတ်ပဲအခုအချိန်အထိဝယ်ယူဝင့်သူမရှိသေးတာဖြစ်ပါတယ်။2000ပြည့်နှစ်အတွင်းကစတင်ပြီးဥအောင်ဆန်းဦးဟာဒီသမိုင်းဝင်ရှာရဲ့ပိုက်ဆိုင်မှုတဝက်ကိုရယူလို့မှုနဲ့ ရန်ကုန်တိုင်းတရားလွှတ်တော်ကိုဥတိုက်လျှောက်ထားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကစစ်အစိုးရဟာအများမျှော်လင့်ထားသလိုဥအောင်ဆန်းဦးကိုအနိုင်မပေးခဲ့ပါဘူး။ဒါကိုလက်မလျှော့ပဲဥအောင်ဆန်းဦးကဒုတိယအကြိမ်အနေနဲ့2016ခုနှစ်ထဲမှာထပ်မံကြိုးပမ်းခဲ့ပါတယ်။ဒီရှန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရတက်လာခဲ့တဲ့2016ခုနှစ်ကတည်းကအမွေအဖွဲ့ပြီးသားဖြစ်ပါတယ် အဲ့ဒီတုန်းကရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကအခုလိုဆုံးဖြတ်အမိန့်ရှမှတ်ပြီးသားဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်အတွက် ရှန်တဲကနှစ်ထပ်အိမ်နဲ့မြေတဝက်ဥအောင်ဆန်းဦးအတွက်တစ်ထပ်တိုက်နဲ့မြေတဝက်ကိုခွဲဝေယူကြရမှာဖြစ်ပါတယ်။ဒါကို အကိုဥအောင်ဆန်းဦးကဆန္ဒမရှိခဲ့ပဲရှောင်းဝန်းတစ်ခုလုံးလေးလံပြပြီးရရှိတဲ့တံမိုးကိုတယောက်တဝက်ခွဲဝေယူဖို့သာပြင်ပြနေခဲ့ပါတယ်။ ဒါကြောင့်အယူခံအစစ်စစ်တက်လာခဲ့တဲ့သူဟာဆရာနာသိန်းကာလ2022ထဲမှာတော့စစ်ကောင်စီလက်အောက်ခံပြည်တော်စုတရားလွှတ်တော်ချုပ်ရဲ့ညနေတာပေးခြင်းခံရပါတော့တယ်ဒါကြောင့်လီလန်ကျန်းကင်းစေးတွေတတ်မှတ်ပြီးရောင်းထွက်အောင်ဥအောင်ဆောင်တယောက်အကြိမ်ကြိမ်ကြိုးပမ်းပါတော့တယ်။ပထမဆုံးအကြိမ်အနေနဲ့ကျပ်315ဘီလီယံဒုတိယအကြိမ်မှာကျပ်ဘီလီယံ300နဲ့တတိယအကြိမ်မှာကျပ်269ဘီလီယံဆိုပြီး၃ကြိမ်တိုင်စေးတွေလျှော့ပြီ လေလံပြစ်အစွန်ထုတ်ဖို့စ조사ခဲ့ပေမဲ့ဝယ်ရဲသူမရှိခဲ့ပါဘူး။အခုစတုဒ္ဒအကြိမ်အဖြစ်ဧပြီလ29ရက်မှာကျပ်ပီလီယံ280အထိဈေးထက်လျှော့ပြီးတမိုင်းဝင်ရှက်အမှန်54ကိုရောင်းထုတ်ဖို့ထက်ကြံခဲ့ပေမဲ့ရှေ့သုံးကြိမ်ကလိုရောင်းမထွက်ခဲ့ပါဘူးဒီကနေ့လေလံပွဲမှာတတိယအကြိမ်လုံးကထက် ချက်29ဘီလီယံအထိဈေးလျှော့ရောင်းဖို့ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ပြမအကြိမ်ကနေနှိုင်းရှင်မယ်ဆိုရင်တော့ချက်45ဘီလီယံအထိလျှော့ရောင်းဖို့ဥအောင်ဆန်းဦးကစ조사ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းရှေ့3ကြိမ်ဤသူဝယ်ယူဝင့်သူမရှိဘဲလေလံပွဲပိတ်သိမ်းခဲ့ရပြန်ပါတယ်။ဥအောင်ဆန်းဦးအနေနဲ့ဒီလေးကြိမ်မှတင်ရက်တန့်သွားပွဲမရှိဘဲဒေါအောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ရှန်ကြီးကိုဆက်လက်ရောင်းထုတ်ဖို့ကြံရွယ်လာပွဲရှိနေပါတယ်။ဈေးနှုန်းထွက်လျှော့ပြီးလေလံပွဲထပ်ထုတ်လာပွဲပါပဲ။ မြန်မာနိုင်ငံဥပဒေတွေအရအမွေဆိုင်ခြံကြီးကိုကြမ်းကင်းဆဲပြင်ဆင်တတ်မှတ်ကအကြိမ်ကြိမ်လေလံပစ်နိုင်တယ်လို့ဥပဒေပညာရှင်တွေကပြောထားပါဗျ။ဗိုလ်ချုပ်အောက်ဆန်းဟာအသက်ငယ်ငယ်ရွယ်ရွယ်နဲ့မြန်မာနိုင်ငံလွတ်လပ်ရေးရအောင်ဥဆောင်လုပ်ပေးနိုင်ခဲ့ပါဗျ။ အဲ့ဒီလိုပါပဲတမင်းငယ်ထောင်ဆန်းစုကြည်က1990ပြည့်နှစ်ရွေးကောက်ပွဲနိုင် NLD ပါတီကိုဦးဆောင်သူတွေတဲ့ပါဝင်ခဲ့တယ်လို့2012ကြားဖြတ်ရွေးကောက်ပွဲ2015ရွေးကောက်ပွဲနဲ့2020ပြည့်နှစ်ရွေးကောက်ပွဲတွေမှာအနိုင်ရအောင်ဦးဆောင်ထားနိုင်သူဖြစ်ပါတယ်။ဒီလိုဖခင်နဲ့ညီမတို့ကတိုင်းပြည်အတွက်ဆွမ်းဆွမ်းတက်မတ်အကျိုးပြုနိုင်ခဲ့တဲ့လောက်တာကြီးဦးအောင်ဆန်းဦးကတော့အိမ်နဲ့ရှံရောက်ရှာရေးမှတဲတော်တော်လေးရှာရှာလဲနေသူတယောက်ဖြစ်နေပါတယ်။ သူဟာပြည်သူတွေကရောင်းဖို့ဆန္ဒမရှိဘဲအဖေ့အမွေအိမ်ထဲရှံကိုရောက်ထွက်အောင်ဥဆောင်စီယုံလှုပ်ဆောင်မှုမအောင်မြင်ဖြစ်လို့နေပါတယ်။သူရဲ့ကြိုးပမ်းမှုဟာ NLD ပါတီရဲ့2016ခုနှစ်ကနေ2020ပြည့်နှစ်အထိ9နှစ်တာစစ်တပ်ရဲ့2008ဖွဲ့စည်းပုံအရှိကဥပဒေပြင်ဆင်ရေးကြိုးပမ်းချက်နဲ့ခက်ဆင်ဆင်ပါပဲ။ဒေါန်ဆန်းစုကြည်ဟာရှေးဥပြင်စီရေးအတွက်လွတ်တော်တဲ့ရောက်မိုးကြွှေကိုတက်မတော်သားလွတ်တော်ကိုယ်စားလှယ်25ရာခိုင်နှုန်းတဲကတအူးကိုအလိုရှိခဲ့ပါတယ်။ စစ်သားလွတ်တော်ကိုယ်စားလှယ်ဦးရေဟာအမျိုးသားလွတ်တော်မှာ56ဦးနဲ့ပြည်သူလွတ်တော်မှာ130ဦးအထိ2088ဦးအရအလိုအလျောက်ဝင်ထိုင်ခွင့်ရနေခဲ့ကြတာဖြစ်ပါတယ်။ဒါကိုပြင်ဆင်နိုင်မှုအတွက်မဖြစ်မနေစစ်သားတအုပ်လိုအပ်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ရဲရင်တဲ့စစ်သားတအုပ်အလို့ရှိတယ်လို့နိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်က2015အတွဲနိုင်ငံတကာသတင်းထောက်တွေနဲ့တွေ့ဆုံချိန်ပြောကြားမှုခဲ့တယ်လို့ဗြိတိန်သတင်းစာကိုလည်းအဲ့ဒီလိုပြောကြားခဲ့မှုပါတယ်။ ဒါပေမဲ့ငါးနှစ်တာအတွဲဘဲစစ်သားမှမရေရင်ခဲ့ကြပါဘူး။ဥအောင်ဆောင်ကတော့ရှက်အမှတ်54အတွက်မိုက်ကန်နဲ့တထေးတူးအလိုရှိနေတာဖြစ်ပါတယ်။အမျိုးသားညညရေးအစိုးရ NUG ကတမိုင်းဝင်အမွေအနှစ်အဖြစ်သတ်မှတ်ပြီးလွှဲပြောင်းရောင်းချခွင့်ပိတ်ပင်ထားတဲ့ရှက်အမှတ်54ကိုဝယ်ယူဝင့်သူတို့မဟုတ်မိုက်ကန်နဲ့တထေးဘသူဖြစ်လာမလဲ။ဥအောင်ဆောင်ကမျှော်လင့်နေပေမဲ့အခုဧပြီလ29ရက်နေ့အထိတော့ပေါ်ထွက်မလာသေးပါဘူး။